မိတ်ဆွေများအားလုံးဘေးကင်းကြပါစေဗျာအော်တိုဘားလ25နှစ်ညပိုင်းမြို့တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့နိုင်ရကမှာဆစ်ရှုံးနေတဲ့စက္ကခဆက်ခွန်မှုကိုဒီလူစားလဲလိုက်ပြီးတော့လမ်းဖြူထောင်းတမှာနာမည်ကြီးတဲ့တပ်မ99ကဒုတက်မှမူရာဒူတိုးနဲ့ရောက်လာတယ်လို့ဆိုပါရတယ် နောက်လိုက်ဇာနဲ့မိုက်ဂျာယန်တရုတ်နယ်စပ်ဂိတ်တွေအဝင်ထွက်ပြန်ဖွင့်လိုက်ပါတယ်။အောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO KIA ဥက္ကဋ္ဌဘူဂျိုဂျီအင်ဗာလာကတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။နောက်စင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကဘုံကျဲလို့ခုနှစ်ဦးတန်ရပြီးနေအိမ်တွေများပြားပျက်စီးတယ်လို့သိရပါတယ်။ KK ပတ်မှာဝရုံတုံးကဖြစ်ခဲ့ပေမဲ့လည်းရွှေကုတ်ကိုအပါဝင် ကြားဖြန့်စိုက်တွေကတော့ပုံစံမပြည့်လဲပတ်နေသေးဖြစ်ပါတယ်။ ကျောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီကပါရာမော်တာဆက်တက်လေဒီတွေကိုစတင်အသုံးပြုနေတယ်လို့သိရပါရယ်ခင်ဗျာဒီသတင်းတွေကိုသူသိတင်ဆက်ပေးမှာဖြစ်ပါတယ်ပရမတ်သုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်နယ်ကဒီနိုင်ကံမှာဆစ်ရှုံနေတဲ့စကခဆက်ခုံမှုကိုဒီလူသားလေးလိုက်ပြီးတော့လမ်းဖြူထောင်တာမှာနမကြီးတဲ့တပ်မ99ကဒူးတပ်မမှုယာဒူးတိုးနဲ့ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်ခင်ဗျာ ဒီဖန်စည်းခံထားတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့အခြေစိုက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပ်ပခစစ်တိုင်းမှုနေရာအပါဝင်ထိပ်ပိုင်းယာရုတွေဖြစ်တဲ့တိုင်းမှုတက်မှတ်မှုနဲ့လက်ကျင်ရေးကြောင်းကြီးယာရုနေရာအများပြားကိုစစ်ကောင်းဆောင်တွေကအပြောင်းလဲထပ်မံလုပ်ခဲ့တယ်လို့နေပြည်တော်ကလာတဲ့သတင်းတွေအရသိရပါတယ်ခင်ဗျာဒီတက်မှတ်မှုအပြောင်းလဲတွေအနက်မှာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရုံးမပေါ်မှာရှိတဲ့ အမ်ဘရန်လမ်းပိုင်းမှာရှိတဲ့နိုင်ရကန်တောင်ကျောတဝိုက်စခန်းတွေမှာရှည်ရန်တိုက်ခတ်ရေးဝင်ရောက်နေတဲ့စကကခဆက်ခွန်ရဲ့စကကခမှုနေရာကိုကလောမျိုးအခြေဆိုင်အမှတ်55ချင်းမြန်တပ်မဌာနချုပ်ကဒုတမမှုဗိုလ်မှူးကြီးမျိုးမဦးရောက်ရှိလာတယ်လို့သိရပါပါတယ်ခင်ဗျာတပ်မငန်းကားဟာမြောက်ပိုင်းမဟာမိတ်တွေရဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးစတင်ချိန်မှာရှမ်းမြောက်လောက်ကင်ကုန်းချမ်းဒေသတွေမှာတိုက်ခတ်ရေးဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ ဓကဆလောက်ကင်နဲ့အတူ လောက်ကင်မျိုးကြာဆုံးချိန်မှာတက်မှတ်မှုအပါတက်မှတ်မှုတစ်ခုလုံးအလံမြူထောင်လက်နဲ့ချခဲ့တဲ့တက်မှတ်လည်းဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာရကတက်တော်အေနဲ့နိုင်ငံတောင်ကျောတိုက်ပွဲမှာအဓိကတက်ခိုက်နေရတဲ့စကခဆက်ခွန်စကခမှုဗိုလ်မှူးချုပ်ကျော်သွားလင်းကိုရန်ကုန်တိုက်မော်ပြီးမြို့အခြေဆိုင်အမျိုးသမီးဗိုလ်တင်နှန်းအကြောင်းကိုအကြောင်းအကျဉ်းအဖြစ်ပို့လိုက်တာဖြစ်ပါတယ် ဒီနိုင်ငံကတောင်ကျောတဝိုက်ကစကခစက်ခွန်တပ်တွေဟာအေအေရဲ့ထိုးစစ်တွေအတွင်းမှာထိခိုက်ဒေဆုံးတာတွေများတဲ့အပြင်စစ်ကော်မရှင်တပ်သားအများစုဟာစခန်းတွေစွန့်ခွာထွက်ပြေးနေကြပြီးတော့လက်နက်ချသူတွေနဲ့လင်းဝင်ခိုးလုံလာသူတွေလည်းအများပြားရှိနေတယ်လို့အရက်ကတပ်တော်အေအေကအခုလာတဲ့မှာသတင်းထုတ်ပြန်ထားပါတယ်။လစ်လက်သွားတဲ့စစ်တပ်ကတူကြောင့်ဒီနေရာကိုနောင်ချူမြို့ကိုပြန်သိမ်းနိုင်ခဲ့တဲ့စခခစနစ်မှုဗိုလ်မှူးချုပ်သူရဇော်လွင်စု တမရှိရှိတမမှုနေရာကိုတမ၁ဒုတမမှုဘုံကြီးမြင်ဟင်းတို့ကိုခန့်လိုက်တယ်လို့သိရပါတယ်။တခြားထိပ်ပိုင်းယာဒုအပြောင်းလဲတွေအနေနဲ့ကရင်နီနယ်မှာတိုက်ခိုက်ရေးဝင်နေတဲ့တမ66တမမှုဘုံမှုချုပ်ကျော်ဆူလင်းကိုမင်္ဂလာတုံစစ်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်ပြောင်းရွှေ့ခဲ့ပြီးတော့လစ်လက်သွားတဲ့တမ66နေရာကိုရေးမြို့အခြေဆိုင်စက္ကခစကုဒုစက္ကဆမှုဒီဘုံမှုကြီးအောင်စော်မြင့်ရောက်ရှိလာတယ်လို့သိရပါတယ်ခင်ဗျာ။ ဒါပြစ်စစ်တပ်ကအခုတစ်ချိန်အပြောင်းလဲတိုင်းမှုလေ့ကျင့်ရေးကျောင်းအုပ်ကြီးစကခမှုတမမှုဒုတမမှုဒုစကခမှုယာတုနေရာ40ထက်မနည်းပြုလုပ်ခဲ့တယ်လို့ဒီ CDM ဘူကြီးစင်ရော်ရဲ့သတင်းဖော်ပြချက်တွေရသိရပါတယ်ခင်ဗျာနောက်လိုက်စာနဲ့မိုင်ကြာရမှာတရုတ်ဘက်ကနေသက်ဂိတ်တွေအဝင်ထွက်ပြန်ဖွင့်ပေးလိုက်တယ်လို့ဆိုပါတယ် ဒီကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ထိန်းချုပ်ရာလိုင်ဇာနဲ့မန်ဂျာယန်တရုတ်နယ်သားဂိတ်တွေကိုမနေ့ကအော်တိုဘလာ24ရက်ညပိုင်းကစပြီးအဝင်ထွက်ပြန်ဖွင့်လိုက်ပြီးဖြစ်တဲ့အကြောင်းဒေသခံတွေထံကနေပြီးတော့သိရှိရပါတယ်။မန်ဂျာယန်တရုတ်နယ်သားဂိတ်ကနေဒီနေ့အော်တိုဘလာ25ရက်နေ့မနေ့ကစပြည်စည်းနဲ့လူအဝင်ထွက်ရပြီလို့ပြောပါတယ်။ဂိတ်ကိုတော့မသွားကြည့်သေးဘူးလို့ဒေသခံမျိုးသမီးတူကလည်းပြောပါတယ်။ အရင်ကဂိတ်တွေဖွင့်ပေမဲ့ကြံအပါဝင်တရုတ်ကုမ္ပဏီတွေရဲ့ပစ္စည်းတွေကသာတည်ယူခွင့်ပြုတာဖြစ်တယ်လို့သူကပြောပါတယ်။လိုင်ဇာဂိတ်ရောမိုင်းဂျာယန်ဂိတ်ရောဒီမနေ့ကစဖွင့်ပြီးလူဝင်လူထွက်ရပြီလို့ KIA နဲ့နှိစက်သူအမျိုးသားတူကလည်းပြောပါတယ်။တရုတ်ဘက်ကရောကချင်ဘက်ကရောကုန်စည်ပစ္စည်းတွေတည်ယူခွင့်ရပြီလို့လည်းသိရပါတယ်။ KIA ကိုကိုင်အေထိန်ချုပ်နယ်မြေကမြေရှားတပ်ထုနဲ့ တက်ပြီးတော့အနောက်နိုင်ငံတွေကဆက်သွယ်စကားပြောဖို့ရှိကြောင်းသတင်းထွက်ပေါ်လာတဲ့နောက်ပိုင်းမှာတရုတ်ဘက်ကပြောင်းလဲလာတာဖြစ်တယ်လို့မြေရှားတပ်ထုတင်မကပဲနဲ့မြန်မာဘက်ချမ်းကတံပိုးရှိတဲ့တပ်ထုပစ္စည်းတွေအကုန်သိမ်းယူလိုတာကြောင့်နေဇက်ဂိတ်ဖွင့်တာလို့ယူဆရတဲ့အကြောင်းဒီသူကပြောပါတယ်ဒီ KIOKI ဘူထာနာကတော့အောက်တိုဘာ24ရက်နေ့တရုတ်စံတော်ချိန်ည တကောင်ကျော်12နာရီကစပြီးတော့လိုင်ဇာနဲ့မာဂျန်ယန်တိယုတ်နေသားဂိတ်တွေဖွဲ့မှာဖြစ်တဲ့အကြောင်းတိယုတ်ဘက်ကအကြောင်းကြားလာတာဖြစ်တယ်လို့အသိပေးညွှန်ကြားစာထုတ်ထားပါတယ်။ဒီနှစ်နိုင်ငံနေသားဂိတ်လူနဲ့ကုန်ပစ္စည်းအဝင်ထွက်အခြေအနေကိုအောက်တိုဘာ25ရက်နေ့ကနေဒီနိုဝင်ဘာလ10ရက်နေ့ထိအသေးစိတ်စောင့်ကြည့်ပြီးတင်ပြဖို့မြို့အုပ်ချုပ်ရေးတာဝန်ခံတွေကိုညွှန်ကြားထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။အဲ့နောက်ကြရင်တရင်တပုတ်ကိုဆက်ရမယ်ဆိုရင်တော့ဒီ တော်လွန်ရေးအဖွဲ့တွေတိုင်းသားအားလုံးသူသည်ညီညွတ်မှုနဲ့ဒီအမှန်တရားပေါ်ယက်တည်ပြီးတော့အောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအမန်လာကတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီကနေ့ကြာရောက်တဲ့65နှစ်မြောက်65နှစ်ပြည့် KIO အထိမ်းအမှတ်မိန်ကောမှာ KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအမန်လာကအထက်ပိုင်းပြောဆိုသွားတာဖြစ်ပါတယ်ဒီကချင်းဘာသာနဲ့ပြောဆိုသွားတာဖြစ်ပြီးတော့ဘာသာပြန်တွေရဲ့ပြောပြချက်အရာ ဒီသူပြောတာကအခုချိန် မှာကချင်လူမျိုးတွေရောတိုင်းသားလူမျိုးစုံအတူလက်တွဲပြီးတော့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ယက်တီချက်နဲ့မေတ္တာလက်တွဲခေါ်ပြီးတော့ဒီတော်လန်ရစ်ကိုလက်တွဲပြီးအောင်ပွဲရတဲ့အထိတိုက်ရမယ်အားလုံးအတူတူညီညီညွတ်ညွတ်သွားရမယ်အခုဆိုရင်တော်လန်ရစ်အဖွဲ့တွေအများကြီးရှိတယ်ဒါတွေအားလုံးစုစည်းညီညွတ်ရမယ်နိုင်ငံရေးစည်ရေးချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်လို့ကချင်စည်ရေးတရင်အရေးမြက်ကပြောပြပါရခင်ဗျာ ဒါပြင်တိုင်းပြည်ရဲ့ညဉ့်ညမ်းရေးအတွက်စိစဆွနေလမ်းကြောင်းကိုတွားရမှာဖြစ်ပေမဲ့လည်းဒီစစ်တပ်ရဲ့ရုပ်ောက်ပွဲကြောင့်ရုပ်ောက်ပွဲကိုထောက်ခံသူနဲ့ကန့်ကွက်သူအဖွဲ့အစည်းနှစ်ခု꿰သွားပြီးတော့ညဉ့်နှိုင်းရေးလမ်းကြောင်းဝေးကွာသွားကပြည်တွင်းစစ်လဲကြာချိန်မှာကိုစိုးရိမ်တဲ့အကြောင်းဗိုလ်ချုပ်ကြီးအမန္တကပြောဆိုပါရယ်ဒီနောက်ပြီးဒီဥက္ကရာကဆွန့်လွတ်ပေးဆက်ခဲ့တဲ့အသက်သွေးချွေး ခန္ဓာကိုယ်စိတ်ပိုင်းနဲ့ဘဝတွေအလဟတမဖြစ်စေရအတွက်တော်လန်ရိတ်ကိုအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ရှောင်လန်းရမယ်လို့လည်းဂရီဘေးပြောဆိုသွားကြောင်းလည်းသိရပါတယ်ခင်ဗျာ KIO KIA စတင်ချိန်ကလက်လုတ်တနတ်တွေနဲ့စတင်ခဲ့ပေမဲ့လည်းအခုချိန်မှာစစ်တနတ်နဲ့တိုက်ပွဲဝင်နေတဲ့အကြောင်းကချင်တော်လန်ရိတ်မှာ ဒီအားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးတော့စီရင်တဲ့နိုင်ငံရေးပါနောက်ဆုတ်တာမရှိဘဲရှေ့ကို တိုးနေတဲ့အကြောင်းဖရဲသခင်ကိုကျေးဇူးတင် ပြီး KIO KIA အဖွဲ့ဝင်အားလုံးကိုလည်းကျေးဇူးတင်တဲ့အကြောင်းဥက္ကဋ္ဌကထည့်သွင်းပြောဆိုသွားတာဖြစ်ပါရယ်ခင်ဗျာနောက်စင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကဘုံကျဲသွားလို့ခုနှစ်ဦးတန်ရရပြီးတော့နေအိမ်တွေပျက်စီးသွားပါရယ် မန္တလေးတိုင်းစိတ်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာမှာအယက်သား9ဦးဒဏ်ရာရပြီးတော့နေအိမ်တွေပျက်စီးခဲ့တယ်လို့မြေပြင်အခြေအနေသိရှိသူတချို့ကပြောပြပါဗျ။ဒီနေ့အောက်တိုဘာလ25ရက်နေ့နေ့လယ်2:15မိနစ်ဝန်းကျင်မှာစစ်တပ်ကဂျက်လေရင်နဲ့ဘုံ6လုံးကျဲချတိုက်ခိုက်တာမှာ၃လုံးပောက်ကွဲပြီးတော့ကျန်တဲ့၃လုံးကမပောက်ကွဲပဲကျန်ရှိနေတယ်လို့ဆိုပါတယ်ခင်ဗျာ။ လက်ပံလအနီးတစ်ခွက်ကိုဘုံသီး6လုံးကျဲတာ3လုံးကွဲတယ်3လုံးမကွဲဘူးအထီးကိုက်တန်ရသူ9ယောက်ရှိတယ်တန်ရကစိုးရင်ရတာမရှိဘူးလို့မြေပြင်အခြေအနေသိရှိသူတူကပြောပြတာပါဒယံရသူအမျိုးသားမျိုးသမီးအရေးအတွက်မတိရသေးပါဘူးနေအိမ်ဆယ်နဲ့ချီလက်ပျက်စီးခဲ့တယ်လို့သူကဆက်ပြောပြပါတယ်ဗျာဒီစစ်တပ်ဟာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့တပိတ်ချင်းစင်ကူမရယာမျိုးနယ်တွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာရှိပါတယ် မနေ့ကအော်တိုဘာလ24ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ရင်ခတ်ပင်ရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတက်ခိုက်လို့ဒေသခံ3ဦးပွဲချင်းပြီးတေဆုံးက73ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။ဒါပြင်အော်တိုဘာ21ရက်ကလည်းတပိတ်ချင်းမြို့နယ်ဇရက်ကွင်းရွာထဲမှာစစ်တပ်ကလေကြောင်းကနေတက်ခိုက်လို့ကလေးတူအပါဝင်၅ဦးတေဆုံးပြီးတော့၈ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်ခင်ဗျာ။ နောက်ထိုင်းမြန်မာနယ်စပ်ကကီကီပတ်မှာဝရုံသုံးကဖြစ်နေပေမဲ့လည်းရွှေကုတ်ကိုအပါဝင်ကြဖြန့် site တွေကတော့ပုံစံမပြတ်လဲပတ်နေတယ်လို့ဆိုပါရယ်စစ်ကော်မရှင်ကကြဖြန့်လုပ်ငန်းတွေကိုဝင်ရောက်နေနေမှာဆိုတဲ့သတင်းတွေကြောင့်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြဖြန့်လုပ်ငန်းတွေ လုတ်ကန်ရာဒီကီကီပတ်ကကြားဖြန့်လုတ်သားတွေထွက်ပြေးကြပြီမဲ့လဲမြဝတီခရိုင်အတွင်းမှာရှိတဲ့ရွှေကိုကိုအပါဝင်အွန်လိုင်းငွေလိမ်လောင်ကစားလုပ်ငန်းတွေမှာဆက်လက်လက်ပတ်နေတယ်ဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာစစ်ကော်မရှင်ကကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းတယ်လို့ဆိုပြီးတော့ကီကီပတ်မှာရှိတဲ့ကြားဖြန့် site တွေကိုစီးနှင်းဝင်ရောက်တာအတံမိုင်းတွေနဲ့ဖောက်ခွဲတာစတားလင့်တွေကိုဖျက်ဆီးတာကြားဖြန့်လုပ်သားတွေကိုဖမ်းဆီးထားတယ်လို့ဆိုပြီးတော့တပ်ပုံတွေနဲ့ထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီလိုပြုတ်လုနေပေမဲ့လည်းဒီထိုင်းမြန်မာနယ်စပ်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ရွှေကိုကိုမေထော်တလေးဝမ်ခါရှင်ချောင်းပင်၂၉ဂိတ်669 999ဒီအပဝင်နေရာတွေမှာကြက်ပြန့်လုပ်ငန်းတွေကဆက်လက်လက်ပတ်လျက်ရှိတယ်လို့ဒေသခံတွေကပြောပြတာပါဒါပြင်မြဝတီခရိုင်အတွင်းမှာရှိတဲ့ online ပေါ်ကတဆင့်ကြပြန့်လုပ်ငန်းတွေအတွက်လူခေါ်တာတွေလည်းဒီနေ့အော်တိုဘာလ25ရက်နေ့ထိဆက်လက်လက်ပတ်လျက်ရှိတယ်လို့တွေ့ရပါတယ်။ ဒီသူတို့ကဖော်ရှုတ်လုပ်ပြတာပါသူတို့လားဒီတကယ်နေနေမှာအခုလက်ဖြက်စီးတယ်ဖောက်ခွဲတယ်ဆိုပြီးလုပ်ပြနေတာပိတ်ခတ်ထားတဲ့စတားလင့်တွေပဲကြံတာဘာမှမဖြက်စီးဘူးအခုကမြဝတီတဝိုက်မှာဘာထူးခြားသလဲဆိုရင်တော့စက္ကစစစ်ကော်မရှင်တပ်သားတွေ BGF တွေကားတွေနဲ့ခြေရှုပ်တာပဲအဲ့ဒီလောက်ပဲကြံတာက AC ဖြစ်နေတာပါပဲလို့ရွှေကုတ်ကူမှာနေထိုင်တဲ့သတင်းရင်းမြစ်တရားကပြောဆိုတာပါ ဒါပြင်ပြီးခဲ့တဲ့အောက်တိုဘာ22ရက်နေ့က SpaceX ကုမ္ပဏီကမြန်မာခြေစိုက်ဒူးစိရိုက်ဂိုင်းတွေနဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ယူဆရတဲ့ Starlink ခြေစက်မှုကရိယာ2500ကျော်ကိုဖျက်တောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဖျက်တောက်မှုဟာကြားဖြန့်လုပ်ငန်းတွေလောင်းကစားလုပ်ငန်းတွေကိုထိခိုက်မှုမရှိတဲ့အကြောင်းဒေသခံတွေက ပြောပါတယ်။ဒီမှာက Starlink သုံးတာမဟုတ်ဘူး။ထိုင်းဘက်ကနေလာတဲ့ line တချို့ရှိတယ်။မြန်မာဘက်ကလည်းကုမ္ပဏီ line တွေရှိတယ်။ အဲ့ဓာတွေနဲ့ဆက်လုပ်နေကြတာပဲအခုကျွန်တော်ပြောနေတာလဲ timeline နဲ့ပဲလေလို့အစိုးရဒေသခံကပြောပြပါတယ်အလားတူပဲ time မြန်မာနယ်စပ်တာချီလေးမြို့နယ်နယ်စပ်တခြားမှာရှိတဲ့ online ငွေလိမ်လုပ်ငန်းတွေလောင်းကစားလုပ်ငန်းတွေဟာလည်းဆက်လက်လက်ပတ်လျက်ရှိတယ်လို့လည်းသတင်းရင်းမြစ်တွေကပြောကြပါတယ်ဒီအောက်တိုဘာ22ရက်နေ့ကစပြီးတော့ BGK က KK ဘက်ကကြပ်ဖြန့်လုက္ကင်သူတွေကိုစတဲ့နှင်လွတ်တာခေါ်ထုတ်တာတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကိုယာနဲ့ချီတဲ့နိုင်ငံသားတွေထွက်ပြေးနေကြပြီးတော့အခုခါအရေအတွက်1233ဦးထိရှိလာတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီဘက်ကဟိုစက်တက်လေတီးတွေကိုစပြီးအုံပြူတိုက်ခိုက်လာတယ်လို့ဆိုပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရက်ကတက်တော်အေကိုစစ်ကောင်စီကပါရာမော်တာတွေကိုအုံပြူပြီးစတင်တိုက်ခိုက်လာတယ်လို့သိရပါတယ် ဒါပေမဲ့လည်းဒီစစ်ကောင်စီကစစ်ရေးနဲ့မဆိုင်တဲ့ရတ္တကြေးရွာတွေကိုဥတီတိုက်ခိုက်နေပြီးတော့မနေ့ကရတ္တနေတလို့ထိခိုက်ပျက်စီးခဲ့ရပါတယ်ခင်ဗျာအောက်တိုဘာ24ရက်မနေ့6:50မိနစ်လောက်မှာစစ်ကောင်စီကပါရာမော်တာကိုအုံပြုလို့ကျောက်ဖြူမြို့နယ်မင်းပြင်ကြေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီဘုံကြောင့်မင်းပြင်းကြီးရွာကဥမမောင်မြင့်နေအိမ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။အဲ့ဒီနေ့ည7:00နာရီအချိန်မှာလဲကြောက်ဖြူပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီနေပြည်တော်က ဒီလက်နက်ကြီးတွေနဲ့မင်းပြင်ကြီးရွာကိုပစ်ကတ်ခဲ့ပြီးတော့ဒေါက်ခင်တန်းကြီးရဲ့နေအိမ်ထိမှပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီနောက်ပြီးကြောက်ဖြူမြို့အမှတ်32ရက်တက်ရဲ့အနီးမှာလည်းအေအေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီးတော့စစ်ကောင်စီဘက်ကအကြဆုံးများနေတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာဒီစစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းမှာလက်လွတ်ထားတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်ရယူရေးအတွက်ဆိုပြီးတော့ဒီပင်လယ်ပြင်မှာစစ်ရေးပြင်ဆင်နေတယ်လို့လည်းအေအေကပြောပါတယ် တန်တွဲကွာကြောက်ဖြူစစ်တွေစတဲ့ပင်လယ်ပြင်မှာနေပြည်တော်အများပြတိုးချထားသလိုတောလာလှူရှားတာတွေနဲ့မြကန်းနီလူနေကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လည်းဆိုပါတယ်ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းအနေရဲ့စည်ရေးသတိအမျက်ရှိကြဖို့လိုအပ်တဲ့အကြောင်းအေအေကကြေညာချက်ထုတ်ပြီးပြောဆိုထားတာတွေလည်းရှိပါတယ်ခင်ဗျာ။အော်တိုဘလ25ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်။